မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမာလ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးမြို့မှာရှိတဲ့ Cover Club မှာဗုဒ္ဓသာရဏံဂစ္ဆာမိတချင်းကို DJ တိခတ်ဖျော်ပြမှုနဲ့ပတ်သက်ပြီးတော့ DJ တိခတ်ခဲ့သူ Violet အပါအဝင်၅ဦးကိုပုံမှန်905ကားချင်းနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖျော်ဖြေမှုကိုမန္တလေးမြို့ Cover Club ဆိုင်မှာဇူလိုင်လ31ရက်နေ့ညမှာ DJ Violet ရဲ့ဖျော်ဖြေမှုအစီအစဉ်မှာအဲ့ဒီတချင်းကို DJ တိခတ်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီတချင်းကိုအရက်မူးပြီးတော့တရုတ်ပြအဝေးစားများနဲ့ကပြခြင်းဟာဗုဒ္ဓဘာသာကိုအကြီးညိုပြက်စေတယ်ဆိုပြီးတော့စစ်ကောင်စီကစွပ်စွဲထားတယ်လို့သိရပါတယ်။ဒါကြောင့် DJ Violet ခေါ်ခင်ထွေးထွေးမွန်နဲ့၎င်းရဲ့ခင်မွန်ဖြစ်တယ်လို့မန်နေဂျာလို့ပြောတယ်။ ်ဖြိုးဟင်းကိုကိုခေါ်မင်းထိုက်တို့ကိုစက်တင်ဘာလ17ရက်နေ့ညမှာဖမ်းဆီးခဲ့ပြီးတော့ Cover Club စိုင်းပိုင်ရှင်နဲ့မန်နေဂျာတို့ကိုစက်တင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာအဲ့ဒီစိုင်းမှာဖမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စိုင်းပိုင်ရှင်ကိုဖမ်းဆီးရမှာလူစားထုတ်ပြီးဖမ်းဆီးထားတယ်လို့လည်းသတင်းများထွက်ပေါ်နေပါတယ်။ဖန်စီထားသူများကိုမဟာအောင်မြင်မြို့နယ်အမတ်ကိုမြို့မှာရဲစခန်းမှာပုံမှန်905ကကြီးနဲ့အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါဗျ။ DJ Violet ထံကနေပြီးတော့ Memory Stick 6ခုကိုတင်စီရရှိခဲ့ပြီးတော့ Cover Club ဆိုင်ထဲက DJ စက်နဲ့ဆက်ဆက်ပစ္စည်းများကိုလည်းတင်စီကဆိုင်ကိုချိတ်ပိတ်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အဲ့ဒီဆိုင်ကို September 17ရက်နေ့ညနေကချိတ်ပိတ်ခဲ့တယ်လို့မြေပြင်သတင်းများအရသိရပြီးတော့ဆိုင်ဝင်တဲ့၈ဦးကိုဖမ်းဆီးသွားတယ်လို့ပြောဆိုခဲ့တော်လဲစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့အဲ့ဒီအချက်ကိုဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။အဲ့ဒီတချင်းကို DJ တီးထားတဲ့ video file ကို စက်တမာလ10ရက်နေ့ညမှာ TikTok ကပါဝင်လူမှုကွန်ရက်တွေမှာပြန့်နှံ့ခဲ့ခြင်းဖြစ်ပြီးတော့စေကောင်းစီကိုထောက်ခံတဲ့မမသာဖုန်ကြီးများနဲ့အမျိုးသားရေးအစွန်းရောက်များကအေးအေးယူပေးရန် Telegram Channel များမှာတောင်းဆိုခဲ့ကြပါတယ်။ဒါကြောင့် DJ Violet ထား၎င်းနေထိုင်တဲ့ရန်ကုန်မြို့သင်္ကန်းကျောမြို့နဲ့တန်ခါနိုင်ရကအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှာတောင်းပန်ကြောင်းရှောက်ထားခဲ့ပြီးတော့တန်ခါတော်တွေဘက်ကလည်းဝင်ချတောင်းပန်တဲ့အတွက်ကြောင့်ခွင့်လွှတ်ခဲ့ကြောင်းလက်မှတ်ရေးထိုးခဲ့ပါတယ်။သို့တော်လည်းပြူစောထီတွေဖွဲ့စည်းပြီးတော့စေကောင်းစီကိုစစ်ကူတိုက်ပေးနေတဲ့ ပေါက်ကိုတော့ပေါက်ကတော့က DJ တိခတ်ခဲ့တဲ့မြို့နယ်ကတန်ခါနိုင်ကအဖွဲကိုတောင်းပန်ရမှာဖြစ်ပြီးတော့ ၎င်းအနေနဲ့အမှုဖွင့်တရားစွဲမယ်ဆိုပြီးတော့လူမှုကွေရက်ကနေချိန်ချောက်ခဲ့တဲ့အတော့ DJ Violet ကပေါ့ကိုတော်ထံကိုသူကိုယ်တိုင်ဖုန်းဆက်ပြီးတော့တောင်းပန်ခဲ့တာကိုတွေ့ရပါတယ်။သို့တော်လည်းစက်တင်ဘာလ17ရက်နေ့ညမှာအဖမ်းခံခဲ့ရတဲ့အတွက်ကြောင့်ပေါ့ကရုံးကသူ့ကြောင့်မဟုတ်ဘူးဆိုပြီးပြန်လည်ညင်းချက်ထုတ်ခဲ့ပါတယ်။ DJ Violet ဟာပြီးခဲ့တဲ့2023ခုနှစ်မှာလည်းမြကြီးနားမြို့မှာဖျော်ပြေပွဲကနေအပြန်လေးစိတ်မှာစစ်ကောင်စီကမူရစေဝါများတွေ့ရှိတယ်ဆိုပြီးတော့ဖမ်းဆီးခံခဲ့ရဘူးကြောင့်တရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU အမျိုးသားအစည်းအရုံး KNU ဘိတ်တော်ဝဲခရိုင်တနင်္သာရီမြို့နယ်ထိုင်းမြန်မာမောရောင်နယ်စပ်ကုံသွေးရေးလမ်းမိုင်းမှာရှိတဲ့တိန်ခွန်ကျေးရွာနီးမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဘက်ကထိခိုက်ဒိဆုံးမှုတွေရှိခဲ့ပြီးတော့လက်နက်အချို့ကိုသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ17ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့အကြမ်းတ်စစ်ခွေးတပ်ကို KNU အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တမဟာလေးလက်အောက်ခံတိုင်ရင်စက်တင်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က10ဦးထက်မနည်းတိတ်ဆုံးထိခိုက်ခဲ့တယ်လို့အသိပေးပြီးတော့တိန်းစီရမိတဲ့လက်နက်3လက်နဲ့ကြီးစံများရဲ့ဓာတ်ပုံမှတ်တမ်းများကိုဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်တာက9ရက်နေ့ကလေးကပါ9ရက်10ရက်11ရက်12ရက်နဲ့အခုထိဆိုတော့9ရက်မြောက်ပေါ့12ရက်နေ့မှာနေမြေရှင်းလင်းတဲ့အခါလက်နက်3လက်နဲ့ခဲယံပစ္စည်းအချို့ရရှိခဲ့ပါတယ်။တိတ်ဆုံးတာကတော့စစ်ခွေးတွေဘက်ကအလောင်းတွေကို ၃လေးယောက်တွေအဲ့ဒီလိုမျိုးမြင်မြုပ်တာရှိတယ်ခံမန်းကြီးစစ်ခွေးဆယ်ကောင်နဲ့အထက်သေဆုံးတယ်အချို့ကဒဏ်ရာရတယ်လို့ KNL တပ်မဟာလေးတရင်အင်းမိတ်ကရှင်းပြထားပါတယ်လက်ရှိမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ခွေးတပ်ကစစ်ကြောင်းထိုးနေပြီးတော်လိုင်းအေးပူပေါက်တပ်ဖွဲ့အများဘက်ကလည်းဇွဲရှိရှိနဲ့ခုခံနေတယ်လို့၎င်းကပြောပြထားပါတယ်အဲ့ဒီတိုက်ပွဲဖြစ်ပွားရာမောတော်လမ်းပိုင်းတိန်ခွန်ကြီးပါအနီးဝင်းကျင်ကိုစစ်ကောင်စီကစက်တဘာလ12ရက်နေ့မှာ လေးချောင်းကနေဘုံကျဲတက်ခတ်ခဲ့ရာအဲ့ဒီဘုံကျဲလာတဲ့လေရင်ကို KNLA ပူးပေါင်းတပ်ဖွဲ့ကပြစ်ခတ်ခဲ့ရာထိခိုက်မှုရှိတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ ဒါကပထမဆုံးပြစ်ခတ်မှု Jet Fighter ကျွန်တော်တို့ခံမှန်းသုံးသပ်တာကတော့ဒစီးထိပါတယ်ဒါပေမဲ့မပြတ်ကြသွားဘူးလို့ KNU ဘိတ်တဝဲခရိုင်အတွင်းရေးမှူးဘရိုစောရဲနာကလေရင်ကိုထိမှန်အောင်ပြစ်ခတ်နိုင်ကြောင်းအတိအပြုပြောကြားထားပါတယ်စစ်ခွေးတပ်ဟာမောရောင်ကုန်ကလေးလမ်းမှာပြန်လည်ထိန်းချုပ်နိုင်ရအတွက်2024ခုနှစ်ဒီဇင်ဘာလကလေးကထိုးစစ်ဆင်နေခြင်းဖြစ်ရာကိုလာကန်ကြားတဲ့အထိ KNL ပူပေါင်းတပ်ရဲ့ခုခံမှုကိုမထိုးဖောက်နိုင်သေးပဲတိန်ခွန်ချေရွာနီးဝန်းကျင်မှာသာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်းတရေရန်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းနက်တလင်းမြို့နယ် ပန်းနေမင်ရွာမှာရှိတဲ့ပြူစောတိဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေးများအလုံးထွက်ပြေးသွားတဲ့အတွက်ခေရန်တချို့ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ12ရက်နေ့ည10:00နာရီကမှနတ်တလင်းမြို့နယ်ပန်းနေမင်ရွာမှာရှိတဲ့ပြူစောတိဂိတ်စခန်းကိုဗကိုးတိုင်းစစ်ဌာနအမှတ်22ဘူးဟာတရားဝတိခရန်တရင်တက်ကရဲဘော်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်းမှာဂိတ်စခန်းအတွင်းမှာရှိတဲ့ပြူစောတိများနဲ့စစ်ခွေးများကကြေးရွာအတွင်းကိုဝင်ရောက်ထွက်ပြေးသွားတဲ့အတွက်ကြောင့်ဒေါ်လာရင်းတပ်ဖွဲ့များက ပြည်သူများထိခိုက်မှာဆိုတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးများထွက်ပြေးသွားတဲ့ပန်းနေမင်ရွာမှာပြူစောတိဂိမ်းစခန်းကကာပိုင်ကြီပေါက်တစ်ခုကာပိုင်ကြီ85ထောင်နဲ့ဖုန်းနှလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကလည်းစနေရက်နေ့ညနေပိုင်းကအုပ်ဖို့မြို့နယ်နဲ့နတ်တလင်းမြို့နယ်မှာရှိတဲ့ကြီးရွာများကိုလည်းစစ်တပ်လေးထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကပြောပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ စက်တက်လေးထီးတစည်းဟာအုပ်ဖို့မြို့နယ်ကန်ကြီးရွာကိုဘုံကားလုံးနဲ့နတ်တလင်းမြို့နယ်ကွင်းဆန်းရွာကိုလည်းဘုံများကျဲချတိုက်ခတ်ခဲ့ပြီးတော့ပြည်သူများတော့ထိခိုက်မှုမရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမင်းညာမြို့နယ်ကြောက်ပြုတ်ရွာကနေထွက်လာတဲ့စစ်ကား၃စီးပါတဲ့ရင်းနှန်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့မနက်10:00နာရီခွဲကမှမင်းညာမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကြောက်ပြုတ်ရွာကနေထွက်လာတဲ့စစ်ကား၃စီးပါတဲ့ရင်းနှန်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုတိုက်ခတ်မှုအတွဲမှာအကြမ်းဖက်စစ်တပ်ဘက်က၈ဦးသေဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗျ။ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ကြောက်ပြုတ်ရွာကနေရုတ်တရက်ဆွေချောင်းထိုးလာတဲ့စစ်ခွေးတွေလိုက်ပါလာတဲ့ကားသုံးစီးကကျွန်တော်တို့စောင့်နေတဲ့နေရာနဲ့တဲ့တဲ့ဝင်တိုးလို့တိုက်ပွဲဖြစ်ပွားခဲ့တာပါစစ်ခွေးတွေကကားပေါ်ကနေဆင်းပြေတော့တော်တော်လေးကိုအထိနာသွားတယ်အဲ့ဒီလိုတိုက်ခိုက်ခံရတာနောက်ကားတွေလည်းပြန်ဆုတ်ပြေးသွားပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးရှစ်ကောင်ထိခိုက်သေးဆုံးတယ်ဒဏ်ရာရတာကြီးလည်းအများများတယ်လို့ပြည်သူ့ကျယ်တဝင်းတပ်ဖွဲ့ကဘိုးမိုက်ခဲကအတိအပြုပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တဝင်းတပ်ဖွဲ့နဲ့မြင်းချန် Danger Dynamite အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ညောင်မင်းသာရွာနယ်ကြောက်ဖြာရွာကိုအချမ်းပတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလင်းငယ်နှစ်ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့နေ့လယ်7နာရီခွဲအချိန်ကမှတပိတ်ချင်းမြို့နယ်ညောင်မင်းသာကျေးရွာကိုအချမ်းပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြဖတ်စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်တပိတ်ချင်းမြို့နယ်ညောင်မင်သာကြီးပါကကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၅ဦးတေဆုံးခဲ့ပြီးတော့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲအကြဖတ်စစ်တပ်ကမနေ့ကညနေ၄နာရီဝန်းကျင်မှာလဲတပိတ်ချင်းမြို့နယ်မှာရှိတဲ့ကြီးရွာများကိုအကြမ်းဖက်စစ်တပ်က Y12 လေယာဉ်နဲ့ ်ဘုံအလုံး၍40ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုလေးချောင်းတိုက်ခိုက်မှုအတွင်းတပိတ်ချင်းမြို့နယ်ကြောက်ဖြာကြီးပါအနီးမှာရှိတဲ့ကလင်းငယ်တအုပ်နဲ့အမျိုးသမီးတအုပ်တို့တိုက်ဆုံခဲ့ပြီးတော့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ။ဒပိချင်းမြို့နယ်မှာဆိုရင်လမ်းလေကျစ်ချေးရွာနဲ့ရေဘူးချောင်းချေးရွာအနီးတစ်ဝိုက်မှာတော့တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ဒါပေမဲ့အကြမ်းဖက်စစ်ကောမရှင်ကဘာတိုက်ပွဲမှမရှိတဲ့ချေးရွာတော်တော်များများကိုလည်းနေ့စဉ်နဲ့အမျှလေချောင်းကနေတိုက်ခိုက်တာတွေကိုတွေ့နေရပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကရှင်းပြထားပါတယ်။အချပ်ဖတ်စစ်တပ်ကလေးချောင်းကနေတိုက်ခိုက်ပြီးတော့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်များကိုနေ့စဉ်နဲ့အမျှချင်းချောက်ဖျက်ဆီးလျက်ရှိတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာတန်ကုန်သင်းမောနဲ့လိုက်ပါလာတဲ့စစ်ခွေးများကမိုးကြိုးရွာကိုမီးရှို့နေပြီးတော့မြေကျောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ23ရက်နေ့မှာမရိယာမြို့နယ်အနောက်ဘက်ချမ်းကိုတန်ကုန်သင်းမောနဲ့ရောက်ရှိလာတဲ့အကြမ်းဖက်စစ်ခွေးများကမိုးကြိုးရွာကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်များကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။အခုလိုအကြမ်းဖက်စစ်ခွေးများကြောင့် လက်ရှိချိန်မှာမြေကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကထောင်ထဲကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုနဲ့ဖမ်းဆီးခံမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပါဘူး။တန်ကုန်နဲ့ပါလာတဲ့စစ်ခွေးတွေကတော့မိုးချိုးရွာကိုဝင်ရောက်ဆင်းနေပြီးနေအိမ်တွေကိုမီးရှို့နေတာပျက်စီးမှုအခြေအနေကတော့အတိမပြုတ်နိုင်သေးဘူးလို့ Wallet Informational Network ကတာဝန်ရှိသူကပြောဆိုထားပါတယ်။အခုလိုမျိုးပြည်သူပိုင်းနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက် အချမ်းဖတ်စစ်ခွေးများဟာဝက်လက်နဲ့သကိုင်းညွန့်နဲ့အဆက်မရှိတဲ့စေငိုင်ရွာဘက်ကိုတန်ကုန်သင်းမောင်းများနဲ့ထွက်ခွာသွားတယ်လို့သိရပါတယ်။အချမ်းဖတ်စစ်ခွေးတပ်ဟာစက်တင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တွေမှာမရီယာမြို့နယ်အတွင်းမှာရှိတဲ့ရှားစေးချက်လေးရွာနဲ့စိတ်သာရွာတို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ